တပတ်လောက်ပဲလိုတော့တဲ့ JMBD စာမျိုးဝဲအတွက်အန်တရီဂရာမှာအနစ်ချုပ်ကိုပြန်ပြီးတော့နှွေးကျင်တယ်ဆိုတဲ့သူလေးတွေကဒီဗီဒီယိုဖိုင်လေးကိုဆောင်းလိုက်ကြည့်လို့ရပါတယ်။နည်းနည်းတော့မြန်မြန်လေးပြန်ပြီးတော့ပြောပြပေးထားပါမယ်နော်။ရှင်းတဲ့အပိုင်းမှာတကယ်လို့နားမလည်တာရှင်ပတ်စလောက်ပြီးပြန်နှားထောင်ကြည့်ပေးပါ။ဟာပထမဦးဆုံးဒီဂရာမှာပတ်တန်ကကြတော့စွတ်သေးသေးလေးနဲ့ခဲ့လေးပါ။အတိတ်ဘယ်ကကွက်လက်ပါလိမ့်တော့ အဲ့ဘာသာပြန်တာဘာပါလိတ်ညာပါလိတ်စဉ်းစားတဲ့ခါမှာနည်းနည်းမေ့တယ်လို့ပြန်စဉ်းစားတဲ့ပုံစံမျိုးဒါမှမဟုတ်ရင်ဟိုရတဲ့ဓာတ်နဲ့ရှင်နှစ်ခုတည်းရဘဲဟာပါလိတ်အဲ့လိုမျိုးပြန်ပြီးတော့ဇဝေဇွာဖြစ်နေလို့ confirm လုပ်ချင်တဲ့ခါမျိုးမှာတုံးတယ်ကာနဲ့အိဗယ်တူတယ်လို့တော့ပြောလို့ရပါပဲဇဝေဇွာဖြစ်နေတဲ့ခါမှာပဲတုံးတော့မလို့လုံးဝတစ်စက်မှမသိတဲ့အနေထားမှာတော့တုံးလို့မရပါဘူးတိပိတဟာကိုမေ့သွားတာဒါမှမဟုတ်ရင်နှစ်ခုတည်းရတစ်ခုကိုဘဲဟာပါလိတ်ဆိုပြီးတန်တရားဖြစ်နေတဲ့အနေထားမျိုးမှာတုံးပါတယ်ဥပမာစာကြောင်းလေးကိုတွားကြည့်ပါမယ်မနေ့ကတော့ငါဗနနာကြီးပြန်လာတာပါလိတ်ပေါ့တို့ တွေအဲ့မှာပြန်လာတဲ့ဟာကိုနည်းနည်းဇဝေဇဝါဖြစ်နေလို့ခေါင်းထဲမှာဇဝေဇဝါဖြစ်နေလို့အဲ့မှာခြေဆိုင်ဆုပ်ခဲကိုတောင်းပါမယ်ခင်တို့နန်ဂျီနီခါရတဲ့ခိတာခဲဆိုပြီးရေးထားပါတယ်မနေ့ကတော့ခင်တို့နန်ဂျီနီဘနန်နာကြီးမှာခါရတဲ့ခိတာခဲဆိုပြီးခြေဆိုင်ဆုပ်ခဲလေးတောင်းလိုက်တယ်ဆိုရင်ဟာငါဘနန်နာကြီးပြန်လာတာပါလိတ်ဆိုတဲ့အတိတ်ပဲပါနံပါတ်၄ grammar pattern လေးကကြတော့ on that တဲ့ဆိုတဲ့ grammar pattern လေးပါ။ကိုကတခုခုတယောက်ယောက်စီကနေကြားထားပြီးသားကိစ္စကိုတစ်ဆင့်ပြန်ပြောတဲ့အခါမှာ on that တဲ့ဆိုတဲ့ grammar pattern လေးကိုပြန်ပြီးသုံးပါတယ်။ အဲဆိုလို့ရှိရင်ဥပမာစာကြောင်းထဲမှာရေးထားတာကတဏ္ဍခဆန်အစ္စတအာခိုရရဲနိုင်ဥန်ဒတေခိုရရဲနိုင်ဥန်ဒတေဆိုတော့နိုင်နဲ့ဥန်နဲ့ပြန်ပေါင်းမယ်ဆိုတော့ခိုရရဲနိုင်ဒတေဆိုပြီးဘာသာပြန်ဖတ်မယ်ပေါ့နော်အဲမှဆိုရင်တဏ္ဍခဆန်ကမနေ့ဖြစ်ကမလာဘူးတဲ့ဆိုတဲ့အိဗယ်မျိုးကတဏ္ဍခဆန်ကမလာဘူးဆိုတဲ့အကြောင်းကိုကိုယ်ပြောခဲ့လို့ကိုကတခြားတယောက်ကိုပြန်ပြောနေတဲ့ပုံစံမျိုးအကြားဆိုးတဲ့အိဗယ်တူပါတယ်ကိုကတယောက်ယောက်ကပြောထားကြားထားတဲ့ဟာကိုကိုကတစင်ပြန်ပြောတာပါမနေ့ဖြစ်ကမလာဘူးတဲ့ အကြာဆိုးနဲ့အဓိပ္ပာယ်တူတယ်နော်အရှိမအကြာဆိုးနဲ့ပတ်သက်တာလေးပြောပြသားဆိုတော့ဒီလောက်နဲ့ထားခဲ့လိုက်မယ်နောက် grammar pattern ကကြတော့ဗာလေးလဲဆိုလို့ရှိရင် moon ရယ် on ဒါ moon ရယ်တကယ်လို့ရိုးရိုးတန်းတန်းပဲ moon သုံးလဲရတယ်လို့ရှေ့ကောင်ကို full suit game ပြောင်းပြီးမှ on ဒါ moon ဆိုပြီးပြန်သုံးတာလည်းအဓိပ္ပာယ်တူတူပါပဲ ။သူကကြတော့လေဘာလဲဆိုတော့ကြတော့အကြောင်းပြချက်ကိုဖော်ပြတဲ့အခါမှာသုံးပါတယ်။အဲစာလိုပေလိုရင်းရင်တော့ဘာဖြစ်တော့ကြောင်ညာဖြစ်တော့ကြောင်လို့ရေးပေမဲ့အဲတကယ်လို့တို့တွေအပြင်မှာစကားပြောရင်လည်းမိုးရွာလို့နေပူလို့ဆိုပြီးလို့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 ဘာသာပြန်တဲ့စကားလုံးရှိရင်မလားတုံးတဲ့စကားလုံးမိုးရွာလို့ကြောင်မသွားခြင်းနေပူလို့ကြောင်မသွားခြင်းအဲ့လိုမျိုးလိုပဲ လို့ဆိုတဲ့အဓိပ္ပာယ်ပုံစံမျိုးစကားပြောတဲ့အခါမှာတုံးတဲ့ပုံစံမျိုးမွန်းလို့တုံးတာအရင်တော့ကကြနော်တယ်ဆိုရင်ဒေါ်ကြောင့်ဆိုတဲ့အဓိပ္ပာယ်နဲ့စာလိုပေလို့ဆိုရင်နော်တယ်ပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်မွန်းပေါ့အဲ့ဒါပြောပို့ပြီးတော့ तू ကစာစကားပြောဆန်တယ်ပေါ့နော်မွန်းလေးရဟုတ်ပြီအမဒီ level center ကိုတားကြည့်တိုင်းဓာတ်တဲဆိုဓာတ်တဲဆိုတာဘာသာမပြန်မဲ့သုံးတဲ့ခါလဲရှိတယ်လို့ဘာကြောင့်လဲဆိုတော့ဆိုပြီးဘာသာပြန်တဲ့ခါလဲရှိပါတယ်ဘာကြောင့်လဲဆိုတော့ခေါ်ကအမေဓာတ်တဲ အမေဒါတန်ဒါမွန်ဆိုပြီးရေးထားတယ်။မွန်တလုံးနဲ့မတော်ထားပါနဲ့။ on ဒါမွန်ကိုတောင်းထားပါရယ်။ on ဒါမွန်။အဲ့မှာအမေဆိုတဲ့စကားလုံးကိုဖူဆူခိန်ပြောင်းမှရမှာမို့အမေဒါတဆိုပြီးဖူဆူမိုးရွာခဲ့တယ်ဆိုပြီးတောင်းထားတယ်။အမေဒါတန်ဒါမွန်ဆိုတော့မိုးရွာလို့ဘာလို့နေအလုံးမလာလဲ။ငါမိုးရွာလို့မလာတာဆိုပြီးအကြောင်းပြချက်ပေးလိုက်တဲ့ပုံစံမျိုးပါ။ဟုတ် ဲ့ဒါပြီးသွားလို့ရှိရင်နောက်တစ်ခုကတော့ dictionary ရှိကနိုင်ဆိုတဲ့ grammar pattern လေးပါ dictionary ရှိကနိုင်ဆိုတဲ့ grammar pattern လေးကအခုမှဆိုပေမဲ့ f4 မှာ5မှာတော့ကကြတော့ now ရှိကနိုင်ဆိုပြီးသုံးခဲ့တဲ့ pattern လေးရှိပါတယ်ပန်းရှိကထားပေးနိုင်ဆိုပေါင်ပေါင်းကလွယ်ပြီးမစားဘူးပေါ့အဲ့တော့အနောင်းနေပဲသုံးလို့ရပြီမဲ့ဒီတစ်ခါမှကျတော့ကိုယ့်ရဲ့ပြုတ်လောက်တဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ action တွေနဲ့ပတ်သက်ပြီးစားတယ်၊သွားတယ်၊လာတယ်ဆိုတဲ့အပြုတ်မှုတွေနဲ့ပတ်သက်ပြီးတော့ဒါကလွယ်ပြီးလောက်เสียရမရှိဘူး၊ရွေးချယ်เสียရမရှိဘူးဆိုတဲ့အနေထားမှာပြန်ပြီးသုံးပါတယ် ဥပမာစာကြောင်းလေးမှာဒန်ရှာကနိုင်ခါတာဆိုတော့ယထာမရှိတော့ဘူးယထာကအကုန်လုံးဒီဗာလဲနောက်ဆုံးယထားတွေလည်းအကုန်လုံးပြီးသွားဒီနေ့အတွက်ယထားချင်းထွက်เสียမရှိတော့ဘူးအဲဒါကြောင့်မို့လို့အာရုဣတခါယရုရှိကနိုင်အာရုဣတခါယရုရှိကနိုင်ငါမှဘာမှရွေးချယ်เสียမရှိဘူးအာရုဣတခါယရုရှိကနိုင်ဆိုတော့လမ်းလျှောက်ပြန်ဖို့ကလွဲပြီးတော့မတက်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ် dictionary form ခါယရုကိုသုံးထားပါတယ်ဒီလောက်ဆိုရမယ်လို့ထင်ပါတယ်ဟိုက်အဲ့ဒါပြီးွားရဲ့နောက် grammar pattern တစ်ခုပါနောက် grammar pattern တစ်ခုအကြတော့ ်ဟောဆွန်နိုတာမယ်ဆိုတဲ့ grammar pattern လေးပါဆွန်နိုတာမယ်ရဲ့အရှိရကြတော့အကြောင်းပြချက်တွေအကြောင်းရင်းတွေလိုက်ပြီးတော့နောက်မှကြတော့ရလက်ဒီအကြောင်းပြချက်ကြောင့်ရလာတဲ့ရလက်ကိုပြန်ပြီးတော့လိုက်ပါတယ်ဥပမာစာကြောင်းလေးကိုတစ်ချက်သွားပြီးကြည့်ကြည့်ပါမယ်ဥပမာစာကြောင်းလေးမှာရေးထားတာကအမေကဖိုရီဟာဂျီမေတာမိုးရွာတယ်မိုးဆပြီးရွာလာတယ်ဆွန်နိုတာမယ်ဒါကြောင့်မို့လို့ဘာကြောင့်လဲမင်းရင်အမေကဖိုရီဟာဂျီမေတာကြောင့်မို့လို့လို့တို့တွေကသိရမှာပါဆွန်နိုတာမယ်သူ့ရဲ့ရှေ့မှာရှိနေတဲ့ကောင်ကိုရည်ညွှန်းတာပါမိုးရွာခဲ့တာကြောင့်မို့လို့ဆိုရ မိုးရတယ်ဆိုရင်အကြောင်းပြချက်ကြောင့်ရှီအိုင်းဝါချူရှင်နီနောက်တော့ဆိုတော့ပြိုင်ပွဲကရက်တက်သွားတယ်ချူရှီရတဝက်တစ်ပြက်နဲ့ရက်တာမျိုးကိုသုံးတာပါရှီအိုင်းကချူရှင်နီနောက်တော့ဆိုတော့ပြိုင်ပွဲတဝက်တစ်ပြက်နဲ့ရက်တက်သွားတယ်အဲဆိုရင်အရှိအကောင်ကအကြောင်းပြချက်ဖြစ်ပြီးနောက်ကကောင်ကအဲ့အကြောင်းပြချက်ကြောင့်ဖြစ်လာတဲ့အရာလက်တစ်ခုပါနောက်တစ်ခုဒုတိယဆန်ကြောင်းမှာရေးထားတာကအမေရိကရဲ့လူကခွန်းနေအခိတိုင်းနေ။အဲဆိုရင်ဒါကြီးကအကြောင်းပြချက်တော့မဟုတ်နေဘာလဲမေးလို့ရှင်အရှိမရေးထားတဲ့ဟာကမိုခုတဲခီလို့ပြောလို့ရပါတယ်။ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက် အဲ့ဒါတွေလည်းထည့်လို့ရပါတယ်အဲ့လိုလိုက်ပြီးတော့အမေရိကရဲ့လူကခွနေခိတိုင်းအမေရိကန်ကိုတို့တွေကဘယ်သွားရလဲလူကခုနိုင်ငံခြားပညာသင်တွေနဲ့သွားခြင်းနဲ့ဆွန်လို့တမယ်အဲ့ဒါကြောင့်မလို့အာရူဘိုက်တိုရှိတယ်အိုခါနေအိုခါဆဲအဲဣတေဣရူပေါ့နော်ဣတေဣရူဆိုပြီးရထားတယ်အိုခါနေအိုခါဆဲဣတေဣရူရဲ့အိဗယ်ကဒါကြောင့်မလို့ငါဘာလုပ်နေရလဲပတ်တိုင်းလုပ်ပြီးအချိန်ပိုင်းလုပ်လုပ်ပြီးပတ်စံဆုနေရတယ်ဆိုပြီးရေးထားပါတယ်။အဲဆိုလို့ရှိရင်ဒါကမဖြစ်သေးတဲ့ကိစ္စမှလည်းဆုံလို့တမယ်ကတုံးလို့ရတယ်။ဖြစ်ပြီးသားကိစ္စမှလည်းတုံးလို့ရတယ်ဆိုပြီးနှစ်ခုတ်တုံးလို့ရပါတယ်။ ဟုတ်ပြီနော်အဲ့ဒါမဖြစ်သေးတဲ့ကိစ္စဆိုရင်မိုခွတ်တန်ခင်းနဲ့ပတ်သက်ပြီးအရှိမလိုက်တဲ့နောက်ကောက်ကောင်ကတော့ဒီအားကြောင့်ဒီလိုတွေလုံနေရတယ်ဆိုတဲ့အဖြစ်ပြက်ရလောက်ကိုတည့်ပေးထားပါတယ်နောက်နံပါတ်6ဂရမ်မှာပတ်တန်ကကြတော့ဒီနံပါတ်5နဲ့တူတာအရှိမကတော့အကြောင်းပြချက်လိုက်တာချင်းအတူတူပဲနောက်မှာကလည်းရလက်လိုက်တာချင်းအတူတူပဲအဲဆိုရင်မတူတဲ့ချက်ကိုပြီးမှပြန်ပြောပြမယ်နော်ဥပမာစာကြောင်းကိုသွားပြီးကြည့်ကြည့်ပါမယ်ဥပမာစာကြောင်းကစံကကေဆိုအီရှိုကေမင်းဘင်ကျော်ရှိတာတောင်းလာကြောင်း အကျိုးစားပန်းစားနဲ့စာလေးလာခဲ့တယ်ဆုံးလို့ခက်ကအဲ့ရရလက်ကြောင့်ဘာရဲ့ရလက်လဲမင်းရင်ဒီရှေ့က3လစတိုက် issue coming bank ရောလောက်လာတဲ့ရလက်ကြောင့် CI နီကောကအရှိခဲနီကောကကိုတက်ခိတာလို့ရေးထားပါတယ်စာမေးပွဲအောင်ခဲ့တယ်အဲ့တော့သွားမယ်ဆိုလို့ရှိရင်ဒီဆုံးလို့ခက်ကရဲ့ရှေ့ကကောင်ကအတောင်ပြချက်ပဲလိုက်လို့ရပြီနောက်ကလည်းရလက်ပဲလိုက်လို့ရပါတယ်ရှောတိုင်းဒါမဲလို့ရေးထားပါလေဒီမှာအဝါရောင်လေးနဲ့အကြီးရေးထားပြီပြောချင်တာကခုနကနံပါတ်2 ငါမှတော့ဒုတိယစာတမ်းလို့အမေရိကန်ကိုပညာသင်သွားကြင်လို့ငါတို့ပတ်တိုင်းလုပ်နေတယ်ဆိုတော့မဖြစ်သေးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆုံးလို့ခဲကတော့သုံးလို့မရပါဘူးဖြစ်ပြီးသားအတိတ်ကလောရက်တစ်ခုကြောင်းမို့လို့ဖြစ်ပြက်တစ်ခုကြောင်းမို့လို့ရလာတဲ့ရလက်ကိုပြန်ပြီးဖော်ပြခြင်းတဲ့ခါမှာသုံးပါတယ်အဲ့ဒါက9နဲ့6ရဲ့ဆုံးလို့တမယ်နဲ့ဆုံးလို့ခဲကရဲ့ကွာခြားချက်ပါနားမလည်တာရှိရင်ပြန်ပြီးလို့ရပါတယ် အဲ့ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်တစ်ခုကတော့နာဇဲနာရဆိုတဲ့ grammar pattern လေးဖြစ်ပါတယ်နာဇဲနာရဆိုတဲ့ grammar pattern လေးကတော့ခုနအပေါ်မှာရှေ့မှာတော့သင်ခဲ့တဲ့ဒီဗါလဲဆုံလို့တမယ်ဆုံလို့ခဲကနဲ့ sentence ဘတ်ပုံစံမျိုးလာပါတယ်တေချာလေးပြီးရင် pass လုပ်ပြီးရှင်းကြည့်ပါသူ့ရဲ့ရှေ့ကရလက်လိုက်ပါတယ်နာဇဲနာရရဲ့ရှေ့ကရလက်လိုက်ပါတယ်ဟိုမှာတော့ငါနောက်မှာပဲလိုက်ခဲ့ပြီပဲ။သူကရလက်ကိုရှေ့ရထားတယ်။အဖြစ်အပျက်တွေကိုရှေ့ရထားပြီးတော့မှအချောင်းပြချက်ကိုနောက်ကထားလိုက်တာပါ။အဲ့ဒါကအရှိရကတန်းမှာဘတ်တန်နဲ့ခုနဲ့ကွာစားတဲ့အချက်ပါ။ ဘယ်ချိန်မှာတောင်းလာလဲဆိုရင်အတောင်းပြချက်ကိုအသေးစိတ်ပေါ်ပြခြင်းတဲ့အခါမှာတောင်းပါတယ်အတောင်းပြချက်အဲ့ငါနောက်ကြတယ်နောက်ကြရတဲ့အကြောင်းရင်းကိုနောက်ကနေပြီးတော့အသေးစိတ်ဖော်ပြခြင်းတဲ့ခါမျိုးမှာပြန်သုံးတာပေါ့ဥပမာအနေနဲ့ အဲသူကတော့ဒီစာချောင်းကတော့ဥမာစာချောင်းအနေနဲ့ဆိုရင်ခိုနိုကကိုကစကီတစ်ဒီချောင်းကိုငါကြိုက်တယ်အဲ့လိုမျိုးရေးထားတယ်ဒီချောင်းကိုငါကြိုက်တယ်နာစဲနာရဘာချောင်းကြိုက်တာလဲဆိုရင်ဆိုပြီးအရှိယဟာရဲ့အချောင်းကြက်ကိုနောက်မှာအသေးစိတ်ပြန်ရေးတယ်ဆန်းဆဲကတော့တဲမိုရှင်းဆဲဆော့တခါရာဒက်စ်နာစဲနာရရဲ့နောက်ကနေပြခါရာဆိုတဲ့အဓိပ္ပာယ်မျိုးနာစဲနာရဆိုစာချောင်းရဲ့အဆုံးမှာခါရာတို့နော်တဲ့တို့အဲ့လိုမျိုးအဓိပ္ပာယ်ဒေါ်ချောင်းဆိုတဲ့အဓိပ္ပာယ်ပါတဲ့စကားလုံးနေစက်ထားပါတယ်အဲ့ဒါကအချက်ပြစကားလုံးလို့မှတ်ပါ အခုလဲနာစဲနာတာလို့ရေးထားပြီးတော့ဘာလဲဆိုရင်ဆန်းဆဲကတိုတဲမိုးရှင်းဆဲဆုဒါခါရဒဲဆိုပြီးခါရပါထည့်သုံးထားပါတယ်ဆီယာမကအရန်သဘောကောင်းလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးထားပေးပါတယ်ဟုတ်ပြီနော်ဒါပြီးနောက်တစ်ခုနံပါတ်၈ကကြတော့ dictionary code to a 9ဆိုတဲ့ grammar pattern လေးပါ dictionary code to a 9ရဲ့ grammar pattern လေးကကြတော့ကွက်လက်ဆီယာမလိုဘူးဆိုတဲ့အနေအထားမျိုးမှာသုံးတာပါလှုပ်ဆီယာမလိုတောင်းမဆီယာမလိုစိတ်ပူဆီယာမလိုဘူးအဲ့လိုမျိုးပြန်ပြောခြင်းတဲ့ခါမျိုးမှာပြန်သုံးတာပါများသောအားဖြင့်တော့သူကစိတ်ခံစားချက်နဲ့ပတ်သက်တဲ့ အဲဘယ်လိုပြောမလဲစိတ်တဲ့စိတ်ပူတာတွေဖူအန်းနေအဲ့လိုမျိုးဟာတွေရှင်းပိုင်းနေနဲ့ပတ်သက်ပြီးတော့ပြန်သုံးတာဖြစ်ပါတယ်။ဥမာစာကြောင်းလေးကိုသားကြည့်မယ်ရှင်းပိုင်းဆိုလို့ခုတ်တော်ကနိုင်ဆိုပြီးရှင်းပိုင်းရှင်းမဆက် dictionary ဖောင်ပြောင်းလိုက်တယ်ရှင်းပိုင်းဆိုလို့နောက်ကခုတ်တော်ကနိုင်ရောဆိုတော့စိတ်ပူစရာမလိုဘူးဒိဗေက။အစ္စတာမာတာချဲဆိုကအာဒုခါရလို့ရေးထားပါတယ်။အစ္စတာမနက်ဖြန်မာရနောက်ထပ်မာတာချဲဆိုကအာဒုဆိုတော့နောက်ထပ်အခွင့်အရေးတွေရှိသေးတာမို့လို့စိတ်အဲ့လောက်လည်းမပူပါနဲ့စိတ်ပူစရာမလိုပါဘူးလို့ရေးထားတာဖြစ်ပါတယ်။ ဟုတ်အဲ့ဒါပြီးွားလို့ရှိရင်နောက်ထပ် grammar pattern တစ်ခုအကြတော့တော့တူယူခိုးတူဒါဆိုတဲ့အဓိပ္ပာယ်ပါတို့မှာအသုံးနှစ်ခုရှိပါတယ်ဟုတ်နော်တို့မှာတော့တူယူခိုးတူသားရဲ့အဓိပ္ပာယ်ကအရှိမလည်းပြောခဲ့တယ်အကြာဆိုးပုံစံနဲ့တူတယ်ဆိုတော့အကြာဆိုးကကြတော့အရှိမလည်းနောက်ထပ်ပတန်တစ်ခုပါနော်အကြာဆိုးနဲ့တူတယ်ဒက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 ်ဆိုရင် on that day ဆိုပြီးအခုလောလောဆယ်မှာပါခဲ့တဲ့ grammar pattern ရဲ့ rashi တို့ဒါမှမဟုတ်လို့ရှင်အကြာဆိုးတို့အဲ့လိုမျိုးပုံစံတွေနဲ့မှာ ာဒဲ့ဒဲ့ဆိုရင်သုံးလို့ရတယ်မှာဒါတိုယုခိုးတိုဒါလည်းအဓိပ္ပာယ်အတူတူပဲလို့မှတ်ထားပေးပါဟုတ်ပြီနော်တိုယုခိုးတိုဒါအဲဆိုလို့ရှိရင် तू ကကြတော့ဒါကဒဲ့ဆိုပြီးအကြအဆုံးနဲ့ပြောလို့ရတယ်လို့တခုခုကိုအဓိပ္ပာယ်ရှင်းပြချက်ဖော်ပြတဲ့ခါမှလည်းသုံးလို့ရပါတယ်ဒုတိယအသုံးတော့ကဥမာနေနဲ့အဲဆာမီဝဲကကြတော့ဘယ်နေ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 တယ်ဘာဖြစ်တယ်လဲဆိုရင်အဲ့ဒါကဘလို့အဓိပ္ပာယ်ဒဲ့အဲ့လိုပုံစံမျိုးနေနဲ့ဘလို့အဓိပ္ပာယ်ပါဆိုရင်ရှင်းပြချက်ကိုဖော်ပြခြင်းတဲ့ခါမှလည်းသုံးပါတယ်ဥပမာစာတောင်းနဲ့တွဲခြင်းပုံမှတ်မိပါမယ် プラマオドサダガダナカんはラインゲソヒコスを引っ越すということだ、それだ、だ私ュね、